ပြုတ်ချပြန်စီခဲ့တဲ့စကိုင်းတရားဟောင်းကိုပြန်လည်ပြင်ဆင်မှုစတင်အားလုံးပဲမင်္ဂလာပါစကိုင်းမြို့နီးကိုဗဟိုပြုတ်ပြီးတော့မြောက်30ကီလိုမီတာနဲ့ကနေလှုပ်ခတ်သွားခဲ့တဲ့အင်အားပြင်းငလင်းကြီးကြောင့်မန်လေးစကိုင်းစားတဲ့ဒေသတွေမှာပြင်းစီဆုံးရှုံးမှုများပြားခဲ့ပါတယ်ငလင်းချောင်းပြင်းစီသွားတဲ့အထက်မှာဆိုရင်အင်ဝါတရားလို့ခေါ်ရင်စကိုင်းတရားဟောင်းကြီးလေးပါဝင်သွားခဲ့တာဖြစ်ပါရည်ဒီတရားကြီးဟာဆိုရင်တော့စကိုင်းမြို့နဲ့အင်ဝါမြို့ဟောင်းကိုဆက်သွယ်ထားခဲ့တဲ့တရားတစ်စင်းဖြစ်ပြီး အင်္ဂလိပ်ကိုလိုနီခေတ်မှတွေကစောင့်လုပ်ထားခဲ့တာဖြစ်ပါရင် 1929ခုနှစ်မှာတော့မြန်မာနိုင်ငံရဲ့ပထမဆုံးပြင်ခင်စာအုပ်ဗတ်တလာကအင်းဝတရားကြီးကိုအုံမြင့်ချခဲ့ပါရီအဲ့ကနေစတင်ပြီးတော့တိစားမှုတွေလောက်ကန်ခဲ့ရမှာတော့1934ခုနှစ်မှာဆောက်လုပ်မှုတွေပြီးစီးသွားခဲ့ပါရီတရားကြီးကို1934ဇန်နဝါရီမှာဘုရင်ခင်စာအုပ်စတီဗန်ဆင်ကဖွင့်လှစ်သွားပေးခဲ့ပါရီဒုတိယကမ္ဘာစစ်ကာလအတွင်းမှာအင်္ဂလိပ်တို့စစ်ခွာချိန်မှာဆိုရင်တော့တရားကြီးကိုမိုင်းခွဲဖျက်ဆီးတာတွေလုပ်သွားခဲ့ပါရီ ဒါကြောင့်လွတ်လပ်ရေးရပြီး1954ခုနှစ်မှာတရားကြီးကို ပြန်လည်ပြင်ဆင်ခဲ့ကြပါတယ်။တရားမျိုးစားကတန်မာပေါင်းကိုတရားဖြစ်ပြီးအရှိန်3948ပြည်နဲ့အမြင့်100ပြည်ထိရှိပါတယ်။ဒီတရားကြီးဟာဆိုရင်တော့21ရာစုမတိုင်ခင်ကပထမဆုံးသော AR မြေကူးတရားကြီးလေးဖြစ်ခဲ့ပါရည်။ ဒီတံတားကြီးကြောင့်924မိုင်ရှိတဲ့ရန်ကုန်မြစ်ကြီးနာမီယထာလမ်းပိုက်ကိုတောက်လျှောက်ဆက်သွယ်နိုင်ခဲ့ပါရီ2008ခုနှစ်မှာတော့သကိုင်းတံတားအသစ်တိစောက်မှုပြီးစီးသွားခဲ့ပေမဲ့လေတံတားအဟောင်းကိုအသုံးပြုမှုတွေဆက်ရှိနေခဲ့ပါရီတတင်းကြာမြင့်လာမှုကြောင့်1992ခုနှစ်ကစပြီးတော့15တန်အောင်ကားများသာဖြတ်တန်းသွားလာခွင့်ပြုခဲ့ပါရီဒါပေမဲ့မလာ28ရက်နေ့ကလှုပ်ခတ်သွားခဲ့တဲ့ငလင်းကြောင့်သကိုင်းတံတားဟောင်းအင်းဝတံတားကြီးဟာပြိုကျပျက်စီးသွားခဲ့ရပါရီ ငလင်းပေးကြမြန်မာနိုင်ငံအလဲပိုင်းကအမွေနေများစွာဖြစ်စည်းဆုံးရှုံးရတဲ့အထဲမှာစကိုင်းတတာအဟောင်းကြီးလေးပါဝင်သွားခဲ့ရတာဖြစ်ပါရည်ပြောကြခဲ့ရတဲ့တတာပြန်လည်ပြင်ဆင်ရေးလုပ်ငန်းတွေကိုလက်ရှိမှာစတင်နေပြီလေဖြစ်ပါရည်မီလာတီအန်နေမှာစတင်ပြီးတော့ပြည့်စည်ပြောကြသွားတဲ့တတာပိုင်းများကိုပြန်လည်တက်ဆင်ရင်သက်ဆိုင်ရာကဝင်းချီဂရိများနဲ့စတင်ပြင်ဆင်နေပြီလို့သိရပါရည်တရားကိုပြန်ပြင်မယ်လို့သတင်းထွက်နေတာကြားပါပြီအခုမီလာတင်းမှာပဲလုပ်ငန်းစလုပ်တာကိုတွေ့ရပါတယ် ပြင်ဆင်ချိန်တနားတော့ကြာမယ်လို့သတင်းတွေလည်းထွက်နေပါတယ်လို့စကိုင်းမြို့ခံတအူကပြောပါတယ်လက်ရှိမှာနောက်ဆက်တွဲငလင်းနေရှိနေသေးတယ်လို့စကိုင်းဟာငလင်းကျောပေါ်ကမြို့ဖြစ်နေတာကြောင့်စကိုင်းတရားဟောင်းရဲ့ပြင်ဆင်မှုတွေကိုစနစ်တကျလှုပ်ဆောင်မှုလည်းလိုပါရည်စကိုင်းတရားဟောင်းပြင်ဆင်မှုတွေပြီးစီးသွားခဲ့ရင်တောင်ဒေသခံတွေကြောင့်မှပြန်လည်အသုံးပြုဖို့စိုးရိမ်မှုရှိတာတွေလည်းကြုံလာရနိုင်ပါရည် ဟုတ်ကဲ့ပါအားပေးနာဆင်ခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့ဒီမှာလည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့သတင်းတွေကိုပရိသတ်ကြည့်လို့တွေတင်ဆက်ပြီးမှဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and follow လုပ်ပြီးတော့စောင့်ကြည့်ပေးဖို့မမေ့ကြပါနဲ့အောင်ရှင်။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။